မြန်မာနဝချင်းနယ်ကိုအစဉ်တစိုက်အားပေးနာဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြရလောကနဲ့ဂမ္ယဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာမဟိန်ခန်ဥဒ္ဒထိပရေးသားထားတဲ့မန္တန်ထူးမုံနဲ့တန်လဝါမရေဇလားလေးကို ပရိသတ်ကြားနားဆင်ရမှာဖြစ်ပါတယ်။ရွာသားတွေရှိတဲ့နေရာစီကိုမြွေကြီးကတုတ်ငါလင်ငါနဲ့လာနေတယ်။ ထူမောင်တဲ့ဦးတန်ငယ်တို့ကလည်းတမ်မလီဘခတ်ကိုအနာယူလိုက်ကြပြီးမွေကြီးကိုတိုက်ခိုက်ဖို့အသည့်ပြင်လိုက်ကြတယ်။ပန်းဖြူကတော့ဒေါသထွက်နေတဲ့ရွာသားတွေကိုထိမိထားရင်ရွာသားတွေကလည်းနတ်မွေကြီးလိုအော်ဟစ်ပြီးထွက်ပြေးသွားကြလိမ့်တယ်။ထွက်ပြေးသွားတဲ့ရွာသားတွေကထူမောင်တို့အဖွဲ့အစည်းဝိုင်းပြီးအပြစ်တင်နေကြတယ်။ဝင်းစားကျွေးရမှာတာဝန်ယူပေးထားတဲ့ဘခတ်ကိုတိုက်ခိုက်လာတာကြောင့်နတ်မွေကြီးကရွာကိုဖျက်ဆီးတော့မယ်ဆိုပြီးစိုးရိမ်နေကြတယ်။ရွာသားတွေကလည်းထွက်ပြေးနေရင်းနဲ့ ထူးမောင်ပန်းဖြူဥတန်ငယ်တို့၃ယောက်ကိုအပြစ်တင်စကားတွေပြောပြီးတောက်တခေါက်ခေါက်ဖြစ်နေကြပါတယ်။ထူးမောင်တို့ကလည်းအထိမ်မားနေတဲ့ရွာသားတွေကိုရှင်းလင်းပြောပြခြင်းမရသေးတဲ့အတွက်ငွေကြီးကိုသာအာရုံစိုက်နေခဲ့ရတယ်။ငွေကြီးကတဖြည်းဖြည်းနီးကပ်လာတာနဲ့ဥတန်ငယ်ကအရင်ပြုံးဝင်တက်ခတ်လိမ့်တယ်။လုံးဘက်ကလည်းကြီးအကောင်းလည်းရှိတဲ့ငွေကြီးကပါဇက်ကိုဖြည့်လိုက်တဲ့အခါဝါတလုံးစာအဆွဲကြီးတွေဖွင့်နေအောင်ပေါ်လာတယ်။ အဲ့နောက်ပပင်းကြီးမိုးလို့ဥတန်ငယ်ကိုပေါက်ချလိုက်တဲ့အခါမှာဥတန်ငယ်ကသူ့ကင်ထားတဲ့တူကြီးနဲ့ဘေးကိုရိုက်ချလိုက်ပါတော့တယ်။ဥတန်ငယ်ရဲ့ရိုက်ချက်ကမွေးဆွေကြီးရဲ့တစ်ဖက်ကိုတဲ့တဲ့ထိမှသွားပြီးအပြည့်မြိတ်ရိုက်မိတယ်ဆိုပေမဲ့ကြီးမာတောက်ခံတဲ့မွေးဆွေကကျိုးမသွားပဲအဆွဲအဖုံးကနေသွေးတွေယိုစီးကျလာခဲ့တယ်။သွေးတွေနဲ့အတူတူအဆွဲပေါက်ကနေအစိတ်ရည်တွေထွက်လာတဲ့အတွက်ဥတန်ငယ်ကတိတ်ဆောင်လိုက်လိမ့်တယ်။အစိတ်ရည်တွေကမြေပြင်ပေါ်ကျလာတဲ့အငွေတထောင်ထောင်ထွက်နေတယ်။ ပြေးထိုင်တဲ့အစိတ်ကိုရှောက်ရင်ကိုဟန်အနေထားပြောင်းသွားတဲ့အခါမှာတော့ဥတန်ငယ်ကိုမွေကြီးကအမိနဲ့ရလိုက်ပါတော့တယ်။ဥတန်ငယ်ကရှောင်းချင်းတော့မရလိုက်တဲ့အတွက်မွေရဲ့အမိအရိုက်ခံရပြီးဝါးတပြားလောက်အထိလွှတ်ထွက်သွားခဲ့တယ်။ဒီခါမှာထူးမောင်ကပထဝီမန်နဲ့အစွမ်းကိုအသုံးပြုပြီးလက်တစ်ချက်မြှောက်လိုက်တဲ့အခါမြေသားတွေကြွတက်လာပြီးတော့ကွာထွက်နေတဲ့မြေဆိုင်ငယ်ကြီးတွေနဲ့မွေကြီးရဲ့ဥကောင်ကိုဖိထားလိုက်လိမ့်မယ်။မွေကြီးပပင်းကျသွားတာနဲ့ပန်းဖြူအခုံထွက်ပြီး ငွေကြီးရဲ့ဥကောင်တဲ့တဲ့ကိုအလင်းနာတစ်ခုနဲ့ထိုးဆိုင်ချလိုက်ပါတော့တယ်။ဒါပေမဲ့မထင်မှတ်ပဲအလင်းနာငွေဥကောင်ကနေကန်ထွက်လာတဲ့အပြင်ငွေကြီးကလည်းရုန်းကန်လိုက်တဲ့အတော့ပန်းဖြူမြေဆိုင်ငယ်တွေနဲ့အတူတူအောက်ကိုကျလာခဲ့တယ်။ထို့မှငါငွေကြီးကိုအာယုံနဲ့သာမြင်ရတဲ့အတော့ခေါင်းကိုငုတ်ထားလိုက်ပြီးမျိုးလုံးတွေကတော့အမြင်အာယုံမရှိတဲ့အပြင်ပေါ်ကလည်းစီးထားတာကြောင့်ကြည့်စင်စွာအားတစ်ခုနဲ့ငွေကြီးကိုကြည့်နေရတယ်။ဒါပေမဲ့စကူတာလူကြည့်စရာအသားမကျသေးတဲ့အတော့ ငွေကြီးရဲ့မျက်စိနဲ့လှုပ်ရှားမှုတွေကြောင့်အာယုံထဲမှာတစ်ခါတည်းရဲ့ဝေဝါးသွားတတ်တယ်။ထူးမောင်ရဲ့အာယုံထဲမှာတော့မျက်နှာချင်းဆိုင်တဲတဲရမီးလုံးကြီးတစ်ခုကိုတွေ့မြင်နေရတယ်။ငွေကြီးကလည်းဗပင်းမိုးလျက်သားနဲ့အာခံတွင်းမှာရှိတဲ့မီးဆက်လုံးကြီးတစ်ခုကိုထူးမောင်စီကိုမှတ်ထုတ်ဖို့ပြင်နေတယ်။ဦးတန်ငယ်နဲ့ပန်းဖြူကထူးမောင်ကိုသတိထားဖို့လှန့်အောင်လိုက်တော့ထူးမောင်ကအာယုံမမြအောင်စိုးရိမ်နေတဲ့သူတွေကိုလက်ထောင်ပြပြီးခဏငြိမ်နေလိုက်တယ်။ဒရိစံငွေကြီးကမီးဆက်တွေဖတ်တီးနေတဲ့အတွက် ငကားတကောင်လားထင်ရပြီးဦးတိုင်ငယ်တို့ကလည်းနတ်မွေလို့ပြောနေကြတဲ့မွေကြီးကအသက်ပညာတခုခုရှိနေတယ်ဆိုတာကိုရိပ်မိလာတယ်။ဒီချိန်မွေကြီးရဲ့အာဂရီနီယာမိဆက်လုံးကြီးကထူးမောင်ရှိရာစီကိုအချိန်နဲ့ပြေးဝင်လာခဲ့တယ်။ထူးမောင်လည်းလက်ဝါးကိုဖြတ်ကာထားလိုက်ပြီးတေစုံမန်နံကိုတုံးလိုက်တယ်။ထူးမောင်ရဲ့လက်အရှိမမီးလုံးကြီးတခုပြစ်ထွက်လာပြီးမွေကြီးစီကလာတဲ့မိဆက်လုံးကို ပြစ်တိုက်ပောက်ခွဲလိုက်တော့တယ်။ပောက်ခွဲတဲ့ညီကရွာလေးကနေတော့ကြားရပြီးတော့ ပဝဲချိန်မြေပြင်ကလည်းနေရာတချို့မြေထပ်တောက်နေတယ်။ဒီချိန်မှာပန်းဖြူကသူ့ရဲ့တဇူးဝါအချုံကိုကပ်ပြီးငွေကြီးရဲ့မျက်လုံးတဲ့တဲ့ကိုခုန်ထုတ်လိုက်တယ်။ဝကြုံကမျက်လုံးကိုထိုးမိတယ်ဆိုပေမဲ့လည်းကြောက်တုံးကိုထိုးမိသလိုမှာကြောနေတယ်။ရုတ်တရက်ဦးတက်ငယ်ကတူကြီးကိုမြှောက်ပြီးဝချော့အရင်ပိုင်းကိုထုချလိုက်တဲ့အခါဝချုံကငွေကြီးရဲ့မျက်လုံးအတွင်းတဲ့ကိုဖောက်ဝင်သွားခဲ့တယ်။ငွေကြီးကဦးတက်ငယ်နဲ့ပန်းဖြူကိုခါချပြီးတော့အနောက်ကိုတွန့်ငါလင်ငါနဲ့ဆုတ်သွားတယ်။အဲနောက် မျက်လုံးကဝချုံတန်းတန်းကြီးနဲ့ဒေါသပြပြထွက်နေတော့တယ်။ငွေကြီးကမြေပြင်မှာလူးလိုက်ရင်ပါဇက်ကိုပုံမှန်ထက်ပိုဟပြီးတော့အန်ထုတ်လိုက်တဲ့အခါချွဲကြီးကြီးအစိတ်ရည်တွေနဲ့အတူတူငွေပွေးငွေဟာအကောင်လေးတွေအထွေးလိုက်ကျလာတယ်။အဲနောက်မှာတော့ငွေတွေကတိုက်ခိုက်လာတဲ့အတွက်ပန်းဖြူနဲ့ဥတန်ငယ်တို့ရှောက်တိန်ခုခံနေရတယ်။ငွေအကောင်ငယ်လေးတွေတရားတချို့ကထူးမောင်ရှိရတဲ့တဲ့ပြုတ်လာတဲ့အတွက်ထူးမောင်လည်းမီးလောင်တိုက်သွင်းပြလိုက်တော့တယ်။ငွေကြီးကထူးမောင်ရှိရစီကိုတဟုန်တို့ပြုတ်ဝင်လာပြီး ဗဇက်ကမြူးတွေနဲ့မှောက်ထုတ်လိုက်တဲ့အချိန်မင်းဆက်လုံးမဟုတ်ပဲမီးတောက်တွေဖြစ်ပြီးတော့အရှင်ကခဝဝေအထိပူပြင်းလာပြီဒီအချိန်မှာပဲထူးမောင်ကခါမချိတ်ထားတဲ့ဓာရုပ်ကိုစက်ခနဲ့ကင်လို့မီးတောက်တွေရဲ့ဓာရုပ်ကိုပြုံးဝပါခဲ့တယ်။ငွေကြီးရဲ့မီးတောက်တွေငိမ့်ကျသွားတဲ့အခါမှာတော့ထူးမောင်ကငွေပြပြင်းနဲ့မျက်နှာချင်းဆိုင်မှာရှိနေပြီးသူ့ဘေးကိုလည်းငွေဆွဲကြီးတွေတစ်ချောင်းစီကျလာတယ်။ထူးမောင်ကတေဇောမန်ရဲ့အပူအေးသဘောကိုသိတာကြောင့်ခန္ဓာကိုယ်ကိုမီးမကူးအောင်ပြုလုပ်ပြီးတော့ ငွေစွဲတွေကိုခုတ်ဖြတ်လိုက်ခြင်းဖြစ်ပါတယ်။အစွဲကျိုးသွားတဲ့ငွေကြီးကဒေါသပို့ထွက်လာပြီးထူးမောင်ကိုမြို့ပြဖို့ပါဇက်ဟလာတယ်ဆိုပေမဲ့ထူးမောင်ရဲ့တန်နေဓာတ်ကငွေလက်ပင်မှာစိုက်ဝင်သွားခဲ့တယ်။ဓာတ်ကိုဆွဲနှုတ်လိုက်တာနဲ့ငွေကြီးရဲ့လက်ပင်ကအပေါက်ကြီးဖြစ်ပြီးသွေးတွေစီးကျလာခဲ့တယ်။မြေပြင်မော်စီငွေကြီးကတဘုံဘုံလဲကျသွားပြီးသူ့ပါဇက်ထဲကငွေလေးတွေလည်းလဲကျအသေးဆုံးသွားခဲ့တယ်။နောက်ငွေကြီးညီကုန်းချုပ်သွားပြီဖြစ်လို့ထူးမောင်လည်းဓာတ်ကိုတအိမ်နဲ့ပြောင်းနှားလိုက်တယ်။ ခလောက်ကြရွာအောင်နှစ်ပေါင်းများစွာဒုက္ခပေးနေတဲ့အသားစားမွေကြီးကတော့ဇက်သိမ်းသွားခဲ့ပြီ။ဥတန်ငယ်နဲ့ပန်းဖြူတို့ထူးမောင်ရဲ့အနီးအောင်လာကြတဲ့အချိန်ထူးမောင်ရဲ့မျက်နှာတဲ့တော့လက်သီးဆုပ်လောက်ရှိတဲ့ကြောက်ခဲကြီးတလုံးဝင်လာတဲ့အတွက်ထူးမောင်ကလက်သီးနဲ့ထုတ်ခွဲဖြတ်စီလိုက်တယ်။ပြီးတဲ့အခါမှာတော့ကြောက်ခဲလာရစီကိုအာယုံခံကြည့်နေတယ်။ပန်းဖြူနဲ့ဥတန်ငယ်တို့ကလည်းမျက်နှာပြက်နေပြီးအရှိမရှိနေတဲ့ရွာသားတွေကိုကြည့်နေခဲ့တယ်။ခဆဆောကတိုက်ခတ်နေတဲ့စူညာတန်တွေရပ်သွားတဲ့အချိန်မှာတော့ လာသားတွေကဒေါက်တာလက်နက်ကိုစီနဲ့ပြန်ရောက်လာခဲ့ကြတယ်။အဲနောက်မှာတော့တယောက်တစ်ပေါက်မချင်မနဲ့ပြောဆိုကြတဲ့ကိုကြားရပြန်တယ်။ငါတို့အားလုံးတိတ်ကြရတော့မယ်။သခင်မရဲ့ဟော်ကိန်းထဲမှာငွေကြီးကိုတိုက်ခိုက်ရင်တရားလုံးပြက်စီးမယ်လို့ပြောထားတယ်ကွာ။ဟုတ်တယ်။အရင်ကငွေကြီးကိုမှိတ်နဲ့ထုံပြီးလို့တက်မီသားစုလုံးတိတ်ကြဘူးလေကွာ။ငါတို့သခင်မပြန်လာရင်တော့ဒီလိုတွေမလွဲ့ဘူး။ကြားပါတယ်ကွာ။ငွေကြီးကိုတတ်တဲ့ဒီကောင်လေးရဲ့ခေါင်းကိုဖြတ်ယူပြီးတော့သခင်မကိုတောင်းပန်ကြမယ်။ ဒီချိန်တောင်ကြလေးတစ်ခုအတွင်းထဲကနေမြေကြီးတစ်ကောင်ကိုဆွဲလာသူတယောက်ကိုလှမ်းမြင်လိုက်ရတယ်။အဲလူကတော့တခြားသူမဟုတ်ပစ္စည်းခုံမှုကြောင့်ထူးမောင်တို့နဲ့အတူတူအဖမ်းခံရတဲ့သူ။ဘာကတ်တို့စီကဥတက်ငယ်ရဲ့တူကြီးနဲ့ထူးမောင်ရဲ့တန်နေသားကိုခိုးယူလာပေးပြီးထွက်ပြေးသွားတဲ့သူ။သူဆွဲလာတဲ့မြင်းကြီးကလည်းထူးမောင်ရဲ့မျက်နှာကြီးမုံမောင်ဖြစ်နေတယ်။ခမရတို့ကမိတ်ဆွေနဲ့ရုံတော်တော်ခွဲပြီးမသိကြတော့ဘူး။တိတ်ပြီးကြုံစိတ်ဝင်နေကြတယ်ပေါ့။အောင်မာ တခုကလူပြက်ဟစ်လို့ဟဲ့ကောင်ဒီလူတွေကြောင့်ငါတို့ရပြက်စရတော့မယ်ကွာကိုဘက်ခက်ကိုလည်းတက်လိုက်ပြီငွေကြီးကိုလည်းတက်လိုက်ကြပြီသခင်မပြန်လာရင်ငါတို့ဘယ်လိုလုပ်ကြမလဲဘလုံးမမလုံးနဲ့ခမရောနောက်မဲ့တောင်သခင်မဆိုပြီးကိုကွက်နေတဲ့မိစမကြီးကပြန်မလာတော့အေးကြောက်တခုဖြစ်ရတယ်ဆိုတာကလည်းဒီမိစမရဲ့ဖိနဲ့လူပေါင်းဝါတာတွေကိုမခံနိုင်လို့ပဲပေးစမ်းထားပြောပြောဆူဆူနဲ့အဲ့ဒီလူက ညီကြီးမိုးမောင်ရဲ့ဇက်ကျိုးကိုလှုပ်ပြီးရွာသားတဦးလက်ထက်ကဓာတ်ကိုဆဲလုလိုက်တယ်။အဲနောက်လဲကြပြီးတင်နေတဲ့ငွေကြီးကိုချက်တော့နဲ့နေလို့ငွေရဲ့ခေါင်းကိုအပမှန်ပြအောင်ခုတ်ယူနေတယ်။ငွေခေါင်းကြီးပြတ်သွားတဲ့အခါခေါင်းပြက်ကြီးကိုလဲတိုင်းမှာဓာတ်နဲ့ထိုးဆိုင်လို့အပေါ်မြောက်ကန်လိုက်တဲ့အခါငွေခေါင်းပြက်ကြီးကနေနတ်ငွေတောင်တခင်မရဲ့ခေါင်းပြက်ကြီးအဖြစ်ပြောင်းလဲသွားတာကြောင့်အလုံးပါဇက်ဟောင်းသာဖြစ်သွားခဲ့ကြတယ်။ထူးမောင်ရဲ့ဘေးမှာရှိတဲ့ဥတန်ကန်းနဲ့ပန်းပြူတို့ကအံ့ဩနေပြီးရွာသားတွေရဲ့အမြင်တွေလည်းပြောင်းလဲသွားခဲ့တယ်။ ကြည့်ကြဒီမိစ္ဆာမရဲ့လင်ညာလှည့်ဖြောင်းမှုအားလုံးကြည့်ကြစမ်းပါငွေကြီးကိုတောင်းပန်ပြီးအစာကျွေးရတယ်လို့နှစ်ပေါင်းများစွာလိန်ပြီးသူ့ကိုယ်တိုင်ကဝင်မိစ္ဆာဖြစ်နေတာလေဒါဒါဆိုကျွတ်တို့အားလုံးအလုပ်တွေလုပ်ခိုင်းပြီးတခြားရောင်မှာလူတွေဖက်စီတယ်ဆိုတာကလေဒီမိမရဲ့အကြံပေါ့တဲ့ဟုတ်တာပေါ့အားလုံးတတိမထားမိတဲ့ဇပင်နဲ့အုပ်ထားတဲ့လူမျက်နှာတစ်ချောင်းကိုကြည့်ကြစမ်းကောင်းပြက်ကြီးကသူ့တစက်ဆက်ကြာနေပြီးမျိုးလုံးတစ်ဖက်ကလည်း ပန်းဖြူတို့ထိုးဆိုင်ထားတဲ့ဝက်ချုပ်တစ်ခုကတန်လန်းကြီးရှိနေတယ်။သပင်းနဲ့အုပ်ထားတဲ့မျက်နှာတစ်ချောင်းမျက်နှာအောင်ပြလိုက်တော့ပားပြေပေါ်မှာမေးရုပ်ပေါ်နေတဲ့မိတ်တန်ရအပေါက်ကိုလာသာအားလုံးတွေ့လိုက်ရပါတယ်။ဒါကရွာထဲဝင်ပြီးနွားဆဲတော့မိတ်နဲ့အထိုးခံလိုက်ရတဲ့ဒဏ်ရာဟောင်းပဲ။ကြောက်လဲညာလက်နက်တွေကိုတွားခိုးပြီးဟိုမိန်းကလေးရဲ့စိတ်မုံနေချာအိပ်ပျော်နေတဲ့သခင်မရဲ့အခါမွေးခန္ဓာကိုတပိုင်းအပြည့်ထွက်နေတာကိုမြင်ခဲ့ရတာ။ဒါဆိုရင်ငါတို့ငါတို့မှားကြပြီကွာ။ ရွာရဲ့ကက်တီရှင်အစ်စ်တီကိုအထင်မြင်လွဲမှားပြီးစော့ကားမိပြီ။ကျုပ်တို့အားလုံးခွတ်လို့ပါဗျာ။တောင်းပါပါလေ။ကျုပ်တို့မသိလို့ရမ်းပြမိပါလေဗျာ။ရွာသားတွေကအမအကိုဝန်ခံပြီးဒူးထောက်တောင်းပန်တဲ့အခါဦးတန်ကအားလုံးကိုခွတ်လို့ကြောင်းပြောလို့ထောက်ခံလိုက်တယ်။ရွာသားတွေကထူးမောင်တို့အားလုံးကိုကျေးဇူးတင်မဆုံးဖြစ်နေကြတယ်။ဒီချင်းမြင်းကြီးမိုးမောင်ကိုခေါ်လာပေးသူတရွာလုံးရဲ့အဆွတ်ဆွဲခဲ့အပိတ်ခံတခိုးအမိခံတယောက်ကမြေပြင်မှာဒူးထောက်ကြောက်သွားပြီးတော့ လက်ထဲမှာ ရှိတဲ့ခေါင်းပြက်ကြီးကိုလည်းလွှတ်ချလိုက်တယ်။တရွာလုံးကလည်းအဲ့ဒီလူကိုစိတ်ပူသွားပြီးတော့အနားကိုဝိုင်းလာကြတယ်။လဲကြောင့်မလို့ဖြစ်နေတဲ့သူ့ကိုထူးမောင်ကကျောင်းအနေဖွင့်ထားပြီးတေချာကြည့်လိုက်တော့ထူးမောင်လက်ထဲစီသွေးတွေစီးကျလာခဲ့တယ်။နောက်ကျောင်းမှာဒဏ်ရာကြီးကြီးမားမားရှိနေတာကိုသတိထားပြီးလို့ကြည့်လိုက်တဲ့အခါသွေးဆုပ်နေတဲ့လဝါရကြီးတစ်ခုကိုတွေ့လိုက်ရတယ်။လဝါရကဘယ်လောက်ပြင်းထန်လဲမသိရင်မက်အထီအောင် အရာထင်ပြီးညှို့နေတယ်။တာမန်လူတယောက်ဖို့ အဆုံနဲ့ကလေးစားတွေပြက်စီးသွားမှသိကြတယ်။ဘလို့ဖြစ်ရတာလဲဗျာ။ဒါဘသူလက်ချက်လဲ။အဲ့ဒီလိုအန်ကိုတင်းတင်းကြိတ်ကပြောရင်နေရာမှာပဲတရစ်လစ်သွားခဲ့တယ်။ရွာသားတွေကစိုးရိမ်သွားပြီးတော့ဒဏ်ရာရထားသူနဲ့ထူးမောင်တို့အဖွဲ့ကိုရွာထဲခေါ်သွားကြတယ်။အဲ့နောက်အင်ကြီးတစ်လုံးမှထားပြီးတခြားရွာဆေးဆရာကိုလည်းပင့်လာခဲ့ကြတယ်။ဒဏ်ရာကြီးကြီးမားမားရထားတယ်ဆိုမဲ့အသက်မတည်သေးတဲ့အတွက်ဆေးဆရာကိုအခွင့်အရေးတောင်းပြီးတော့တနေ့နဲ့တညလုံးကုသကြတယ်ဆိုပေမဲ့တတိယမလာခဲ့ဘူး။ ညာနေတော့ဦးတန်ကမြေကြီးမိုးမောင်ရဲ့ကြောပေါ်မှာအထုပ်တစ်ခုရှိနေတာကိုသတိထားမိပြီးတွားယူတဲ့အခါမန်းနဲ့ပရပိုက်ကြီးဖြစ်နေတယ်။ပရပိုက်ကြီးနဲ့အတူစာအုပ်ခတ်တူတူတအုပ်လည်းပါလာခဲ့တယ်။ဒါကြောင့်ထူးမောင်ကိုခေါ်ပြီးပရပိုက်ကြီးနဲ့စာအုပ်ကိုပေးလိုက်တယ်။ဒီအချိန်မှာပန်းပြူရဲ့အိတ်ရှိထွက်ပြီးရွာအပြင်ကတောင်ကုန်းကြီးကိုလှမ်းနေနေတယ်။အဲနောက်ဘသူ့အမအသိမပေးဘဲခြံထဲကနေတိတ်တဆိတ်ထွက်သွားခဲ့ပါတော့တယ်။မြေကုန်းကြီးပေါ်ကရလာခဲ့တာပဲထူးမောင်။ ကျုပ်တို့ခိုးရမှဘာခက်နဲ့ပြဿနာတက်နေတဲ့ချိန်မုံမောင်ထွက်ပြေးပြီးတော့ဥပါလာစီရောက်သွားတာထင်တယ်။ပရပါကြီးထဲ့ပေးလက်ပုံရတော့ကျုပ်တို့နာကြောင်းပြန်မလာပဲရှစ်ဆက်သွားစီချင်တာဖြစ်မှာပေါ့။ဒါလို့ဆိုတော့လည်းနာကြောင်းပြန်လက်မနေတော့ဘူးပေါ့ကွာ။ဒါနဲ့ဒီစားဥကရောဒါတော့ဥကလာထည့်ပေးလိုက်တာမဖြစ်နိုင်ဘူးဗျ။ခိုးမှဒဏ်ရာရပါတယ်လို့နမွေတောင်မကိုနောက်တစ်ခေါက်ရောက်ခဲ့တဲ့ပုံပဲ။အဲ့ဒီကယူလာတာထင်တယ်။ကျုပ်တို့ရှေ့မှာတဲတောင်ကြားဆင်းလာတာမဟုတ်လား။ ဖြစ်နိုင်တယ်ထူမဖတ်ကြည့်ပါလားကျုံမမျက်လုံးမမြင်ရပဲဥတန်ငယ်ရဲ့စာဖတ်ဖို့လောက်နေတော့အာရင်အကုန်မခံနိုင်ဘူးဒီလိုဒယံရအောင်လှုပ်လိုက်တဲ့တန်လဝမဲ့ရင်ဆိုတဲ့မိမကြီးနဲ့ရင်ဆိုင်မှုဆွဲရင်ချွေတရရမယ်ခမားပါသာဖတ်ပြအေးကွာစိတ်ဝင်စားစရာပဲထူမောင်ရတမလီဘခတ်နမွေတောင်တခင်မနဲ့အခုတန်လဝမဲ့ရင်တို့အကြောင်းရေးထားတာကွာငါဖတ်ပြမယ်အရှင်နှစ်ပါးပေါ်တော်မူ၍အခလေတော့ ဦးတန်ကရစာအုပ်ဟောင်းထဲမှာရှိတဲ့အကြောင်းအရာတွေနဲ့ကိုရီးမှတ်တမ်းစာတွေကိုဖတ်ပြနေတယ်။အဲ့ဒီစာအုပ်ထဲမှာတော့ညမွေတာကိုသခင်မနဲ့ဘာခတ်တို့အကြောင်းကိုရေးသားထားတယ်။စာအုပ်ထဲမှာရှေးခါနန်းတွေအမှုထမ်းမိမတို့အူအကြောင်းကိုစတင်ရေးသားထားတယ်။အဲ့ဒီမိမရဲ့အမေကမယ်ရင်လို့ခေါ်ပြီးနန်းတွေအပြူတော်တူလည်းဖြစ်ပါတယ်။ခေကာလာမငြိမ်မသက်ဖြစ်ပြီးအရှင်နှပါပေါတော်မူတဲ့အခါမှာတော့ရှင်နန်းတော်ကိုဆုံးခွာပြီးမိမိစာတီရက်ရွာဖြစ်တဲ့ကန်သာရွာကိုပြန်လာခဲ့တယ်။ ုံရမျိုးအနီးမှာရှိတဲ့ကန်သာရွာကိုရောက်တော့မိဘဆွေမျိုးတွေကိုမတွေ့ရတော့တဲ့အပြင်ရွာလုံးကျွမိလောင်ပျက်စီးသွားတဲ့သတင်းလဲကြားလိုက်ရတယ်။ဒီကအနီးပါးမှာရှိတဲ့ဖုန်ကြီးเจ้าတခုမှာစွန့်ကြံလေးတွေတောင်းရစားတော့ရင်မိမိရဲ့အဖြစ်ပြက်တွေကိုဖုန်းတော်ကြီးကိုရှောက်တင်လိုက်တယ်။အေးကွယ်စစ်ဘေးမိဘေးမင်းဘေးအန်ဒီယာတွေကြောင့်ဒကာမမေရေကန်ဆိုးရှာတော့ကိုဒကာမလူပဲဘေးဆိုးရဆိုးကြုံခဲ့ကြတဲ့မိဘမဲ့လူမမဲ့လေးနှစ်ယောက်လဲဖုန်ကြီးခေါ်ပြီးဆောက်ရှောက်ထားရတယ်။ အရွယ်ငယ်သေးတော့အခက်တွေ့လာတယ်ကွတင်မဖျားတပည့်တော်ကိုချင်းဆောင်ပြီးပါတယ်အေးကွဒါနဲ့ဒီကမကဖယ်ဟိုးသွားပြီးဗာမြလောက်ကင်စားမယ်လို့စိတ်ကူတော့နန်းနေမှနေစင်ရတော့ကညာမယ်ဘွားပေါ်ဖုန်းတော်ကြီးဖျားအရှင်ဖုန်းတော်ညှို့ပြန်တော့ကညာမယ်လဲခွာတဲ့ဘွားပြောင်းအောင်ပါပေါ့တပည့်တော်မအိုတခုတော့စွန့်တော်မူပါဖျားဘာတော့ကွတပည့်တော်မနဲ့ဘွားတူ လူမမဲကလေးနှစ်ဦးကို တပည့်တော်မကခေါ်ယူဝင်စားချင်ပါတယ်ဗျာမင်းရမိမိကိုကိုတော့အနိုင်နိုင်လောက်ကန်ဆရမယ့်ဂျားတဲ့ကကလေးငယ်နှစ်ဦးကိုတနာတဲ့အတွက်ဖုန်ကြီးစီရနဲ့တောင်းလိုက်တယ်ဘုန်းတော်ကြီးကအရွယ်ငယ်လုံးလာလို့ဆောက်ရှောက်ရခတ်တာတကြောင်းတငယ်တို့ကိုမိမဆောက်ရှောက်ခြင်းကသာပို့ပြီးအဆက်တဲဆိုတာကတကြောင်းနဲ့လမ်းလျှောက်စကလေးငယ်နှစ်ဦးကိုဝင်စားခွင့်ပေးလိုက်တယ်အဲ့ဒီအချိန်အားစပြီးတော့မင်းဟာနီးစရာခြေတော်တွေမှာရေခက်အဝတ်လျှော်အငှားအလုပ်တွေကိုလုပ်ကမိကလေးနှစ်ဦးကိုဆောက်ရှောက်လာခဲ့တယ် ယောက်ျားလေးတူဦးမင်းကလေးတူဦးဖြစ်လို့တားနဲ့တမိရထားသလိုပဲကလေးတွေကိုလည်းချစ်ခင်နေအလုတ်အိမ်ရှိခန်းတောင်းကြီးတဲ့ကိုကလေးနှစ်ယောက်ကိုထဲလို့ခေါင်းမရွက်ကခေါ်သွားလိရှိတယ်အလုတ်ပြီးလို့အခါချင်းငွေရရင်နွားချံတွေကနွားနုဝယ်ပြီးတော့ကလေးတွေကိုကြိုတိုက်တယ်တောဆက်လေးတစ်ခုမှာတဲ့ရင်လေးတစ်လုံးနဲ့ထိုးထားတဲ့အတွက်နေရေးစားရေးအတွက်ခက်ခဲတယ်ဆိုပေမဲ့နေဖြစ်စားဖြစ်ခဲ့တယ်ဒီလိုနဲ့နေလာခဲ့ကြရင်ဆယ်စုနှစ်တခုကြာတဲ့အခါမှာတော့ကလေးတွေကအရွယ်ရောက်လာခဲ့ပြီး မင်းရင်အလုတ်ထွက်လို့နေတဲ့အချိန်အိမ်မှာစိတ်ချလက်ချထားခဲ့နိုင်တဲ့အရွယ်ကိုရောက်လာခဲ့ပြီယောက်ျားလေးဖြစ်သူမင်းရင်ကဘာခက်လို့အမိပေးပြီးတော့မင်းကလေးဖြစ်သူသူ့နာမည်ပါအောင်လှရင်လို့အမိပေးထားခဲ့တယ်ဒီနေ့မှာတော့မင်းရင်အလုတ်ကပြတ်လာတဲ့အချိန်အိမ်တကားဝမှာတော်ကြီးမွေးဟောက်ကြီးတကောက်ခွင်းနေတာကိုမြင်လိုက်ရတယ်မွေးဟောက်ကြီးကမင်းရင်ကိုမြင်တော့ပပြင်းထောင်ပြီးတဖူဖူမှုတ်လိမ့်တယ်ဒီခါမှာအိမ်ထဲမှာရှိနေတဲ့ကလေးတွေကိုထွက်မလာဖို့ဓတိပေးပြီးမွေကြီးကိုတတ်ဖို့အနည်းဝင်းကျက်မှာ တက်ကိုင်းအတူစားလိုက်ရှာလိမ့်တယ်။တက်ကိုင်းချောက်တစ်ခုရတဲ့အခါမှာတော့မွေကိုတက်ဖို့ပြန်လာခဲ့တယ်ဆိုပေမဲ့လမ်းမြင်လိုက်ရတဲ့မြုံငဲချောက်တက်ကိုင်းချောက်လွတ်ကျသွားခဲ့တယ်။မင်းရင်ပါဇက်ကိုလက်နဲ့အုပ်ပြီးအာအော်ထိတ်လန့်နေတဲ့အချိန်ဆယ်နှစ်ကျော်အရွယ်ကလေးမလေးလှိုင်ရငွေကြီးကိုခါလျာကင်မြောက်ပြီးခန္ဓာကိုယ်မှာတပတ်ပတ်လိုက်တယ်။အဲနောက်လှိုင်ရတောဆက်လေးအနည်းကိုပြေးသွားပြီးတော့ငွေကြီးကိုလှုပ်ပြစ်လိုက်တယ်။အစိမ့်ပြင်းလာတဲ့တောကြီးငွေဟောက်ကိုအယုတ်လိုဆော့ကစားနေတာကြောင့် မယင်းနဲ့အချိန်တန်ကြာမင်းတက်နေပြီးမှကလေးကိုစိတ်ပူပြီးသမီးလှရင်ဘာမှမဖြစ်ဘူးနော်မကင်ရဘူးသမီးရဲ့ကင်ရင်တိတ်တက်တယ်ဒီမွေးကအစိတ်ပြင်းတယ်သမီးကိုမကင်ရဲပါဘူးအမေရဲ့သမီးခေါ်လိုက်လို့ရောက်လာတဲ့မွေးလေးပါမကြောက်ပါနဲ့ဘလို့သမီးကမွေးကိုခေါ်လိုက်တာဟုတ်တယ်လေတော်ရရဖွားဖွားသိမ့်မေးသလိုမြေကြီးမှာအားရမှောက်ပြီးပါဇက်ကနေခေါ်လိုက်မွေးတွေရောက်လာတာပဲ ဒီကောင်ကနောက်ကျကျင်နေတာထင်တယ်။တော်ရရဖွားဖွားဆိုတာဘယ်သူလဲတမီ။အမေအလောက်သွားနေတဲ့အချိန်တမီနဲ့မောင်လေးကိုလာပြီးကစားပေးတဲ့ဖွားဖွားပေါ့။တမီတို့ကလည်းမွေးခေါ်နီးဦးနဲ့မွေးနိုင်နီးဦးတွေတင်ပေးတယ်။အထူးဆန်းပါလား။တမီတို့ဖွားဖွားကိုအမေတွေ့ဝေးချင်တယ်တမီရဲ့။တမီခေါ်ပေးမှာပေါ့။လာရတော့လေးဘက်ကိုထွက်ပြီးတော့တစုံတစ်ယောက်ကိုလှမ်းခေါ်လိုက်တဲ့အခါတော်အတွင်းကမျိုးကိုတွေထွက်ပေါ်လာခဲ့တယ်။အဲ့ဒီမျိုးကိုတွေစုပေါင်းသွားတဲ့အခါမှာတော့ အမျိုးသမီးကြီးတရားကိုပေါထွက်လာပြီးလိုက်ရင်လေးရဲ့အနည်းကိုရောက်လာခဲ့လေတယ်။ဒီခါမှာမယင်ကအာအာသိမ့်နေပြီးအမျိုးသမီးကြီးစီကိုတလန့်ချင်းတိုးလာခဲ့တယ်။နန်းနေကညာမယင်ကခဝါတဲ့ဖြစ်နေပါပေါ့လား။ဒီဘွားဒီအချိန်နေမှာမနေချင်းငါတို့လည်းဝဲခိုင်းနေရဝင်လို့ရတယ်။ကလေးနှစ်ယောက်ကိုချစ်လို့ညင်းကိုလည်းငါကြိုးစိုးပါတယ်။ဒီလိုဆွမ်းအားမျိုးတွေသာပန်ဆိုင်ရမယ်ဆိုရင်အဝဲလျှော်စားမနေတော့ဘူးလိုက်မယ်အမေ။ကျမလိုက်ခဲ့မယ်။အဲ့ဒီချင်းအစတယ်လို့မယင်က လှရင်နဲ့ဘခက်ကိုခေါ်ပြီးလက်ဝဲပညာတဲ့အမေကြီးခေါ်အားနောက်ကိုလိုက်သွားခဲ့ကြတယ်။ကလေးနှုတ်အရွယ်ရောက်လာတဲ့အခါမှာတော့လက်ဝဲကိုင်းရဲ့ရှားပါးကြည့်စင်ဖြစ်တဲ့တံမြင့်ကြည့်စင်နဲ့မွေးနဲ့တမိကြည့်စင်တွေကိုဘခက်နဲ့လှရင်တို့ကိုလက်စီကမ်းမိခဲ့တယ်။မရင်ကိုလည်းအဝိရှောအမလက်ဝါးနဲ့ရိုက်ရှောရပြီးအာတန်ရဖြစ်လို့တလက်ဝါးကြည့်စင်ကိုပေးခဲ့လေ။ဒီလိုနဲ့မရင်ဘခက်နဲ့လှရင်တို့လက်ဝဲကိုင်းရဲ့အရေးပါတဲ့ပညာသည်တွေဖြစ်လာတယ်။ သူတို့ရဲ့ပညာအစွမ်းတွေကိုသုံးပြီးတော့ထူးချွန်ကြတဲ့အတွက်အမေကြီးကချီးကျူးပြီးညာလန်ရုံးပေါ်မှာထားရှိခဲ့လေ။ဒါမဲ့ဘာခန့်နဲ့လှရင်တော့တာမန်ဘွားမှာနေစဉ်အခါခွာတဲ့တာသမီးဆိုပြီးနှိတ်ချဆက်ဆံခဲ့တဲ့သူတွေအပေါ်မှာရန်ညှုပ်ဖွဲ့ပြီးတပ်ဖြတ်မှုတွေပြုလုပ်လာခဲ့တယ်။ဘာခန့်ရဲ့ဓာလန်လန်းနဲ့တုံမပေါက်တဲ့ခန္ဓာကိုယ်နဲ့လှရင်ရဲ့ငွေစိတ်အစွမ်းတွေကလူအများကိုဒုက္ခရောက်စေခဲ့တယ်။ဒီအကြောင်းအရာတွေကိုသိတဲ့အခါမှာပညာပေးမိကြီးကပြောဆိုဆုံးမတယ်ဆိုပေမဲ့လက်မခံခဲ့ကြဘူး။ အဆိုးဆုံးကကလေးတွေကိုမစုံမတဲ့အပြင်မြောက်ပင်ပင်းနေတဲ့သူကဒေါ်မရင်ဖြစ်နေတော့အဖွာကြီးကပညာတွေပြတ်သိမ်းမယ်လို့ချင်းချောက်ပြောဆိုဆုံးမခဲ့တယ်။ဒီနေ့မှာတော့သူတို့ပညာတွေပြတ်သိမ်းမခံရစေဖို့သုံးယောက်သားတံမြင်ပြီးပညာပေးတဲ့အဖွာကြီးကိုတစ်တဆိတ်လှုပ်ချန်တက်ချက်လိုက်ကြတယ်။အဲနောက်အမီစိုးကိုဘာခန့်နဲ့လှရင်တော့ခတ်ယူပြီးအဖွဲကဝေးရောက်ကိုထွက်သွားခဲ့ကြတယ်။ဝေးစားမိခင်ဖြစ်သူကခိုင်းထဲမှာဟန်မပြတ်နေခဲ့ပြီးတော့သူတို့နှစ်ယောက်ကိုနောက်ွယ်ရနဲ့ဆောင်းရှောက်ပေးနေခဲ့တယ်။ စာအုပ်ရဲ့အကြောင်းအရာကဒီအထိသာဖြစ်ပြီးစာအုပ်ကိုဘာခန့်နဲ့လှရင်တို့တူအွားရင်းမှတ်ထားခဲ့တဲ့ပုံပဲစာထဲမှာရေးထားတဲ့အတိုင်းဆိုရင်တော့ဒီမယ်ရင်းဆိုတဲ့အမျိုးသမီးကအခုဆိုရင်အဖွာကြီးဖြစ်ရောပေါ့ထူးမောင်ရဲ့အဖွာကြီးရိုက်ချက်ဘလောက်ပြင်းနေဆိုတာဟောဒီလူရဲ့ကြောက်ဥသာကြည့်ပြီးတော့ဥတန်ငယ်ဒါနဲ့စာရေးအလိုသာဆိုရင်ဒီပညာတွေကလဝဲကိုင်းဟာပညာတွေပဲဗျအေးလဝဲကိုင်းပညာဆိုရင်တော့ပန်းဖြူအောင်ပို့ပြီးနှက်ဆက်လိုက်မယ်ဒါနဲ့မင်းရဲ့အချစ်တော်ပန်းဖြူဘယ်ရောက်သွားတော့ သိဘူးလေကျောက်မတော့လိုက်ကြည့်မနေတာမမြင်ရလို့လိုက်မကြည့်တာမဟုတ်လားမြင်ရတဲ့မနှောနဲ့ကြည့်ချင်းကြည့်နေပါတော်ပါဦးတန်ငယ်ရကျောက်ကိုနောက်မနေနဲ့ခမရတော့ပြောစရာရှိနေတာကြောက်ရှာပေးမယ်ထူမောင်ကစကူဓာတ်ရူကြည့်စေစွာအနဲ့ပန်းဖြူအနေရအနဲ့ရှောက်ဝေးကြည့်ပေးမယ်အနည်းပတ်ဝန်းကျင်မှာမတွေ့ရအောင်ဒါကြောင့်အနှဲငယ်စိတ်လေးပြီးမြင်ဝင်းကိုချက်ထွင်ရင်ပန်းဖြူကိုရှာပါတော့တယ်အဲနောက်ထူမောင်ကထိုင်ရကနေဆက်ခနဲ့ထလာတဲ့အတွက်တိတ်လားထူမောင် ဲ့ပြီးဦးတန်ကဲမပြောမစုံနဲ့တောင်းမမဒါဆိုအန်နီယရှိတယ်ကွာလိုက်မဖြစ်မယ်အန်နီယရှိတာမဟုတ်ဘူးအန်နီယနဲ့ထိတ်တိုက်ကိုတွေ့နေတာခတ်တယ်ဗျာခမရလူနာစောင့်နေရခဲ့ထူးမောင်ကဦးတန်ကဲကိုလူနာကြည့်ခိုင်းထားပြီးတော့မြေကြီးမိုးမောင်ရဲ့ကြောဘုတ်ကိုလှန့်တက်လိုက်တယ်အဲနောက်နမွေတောင်စီမြို့ဦးတီလိုအပြင်းမောင်းနဲ့ထွက်ခွာသွားခဲ့တယ်တောင်ပေါ်တနေရာမှာလဲမရင်နဲ့ပန်းဖြူတို့ထိတ်တိုက်တွေ့နေကြတယ် ပန်းဖြူရဲ့အလင်းဆက်တွေကိုမယင်ကလဝါနဲ့ကပ်ပြီးတော့ပြန်တွန်းလိုက်တဲ့အခါပန်းဖြူကတွန်းကအားတစ်ခုနဲ့ရင်မဲ့တဲတဲ့ကို ထိမှန်ပြီးတော့ဗဇက်ကနေသွေးတွေစီးကြလာခဲ့တယ်။ငယ်ပါသေးတဲ့ခေါင်ရဲဖြူရဲ့ငါပညာနဲ့နေပညာအစင်ရမြင်းနဲ့ဘွားကြီးလောက်ကွာတယ်ဆိုတာမသိဘူးလား။သိပါတယ်အမေကြီး။လဝဲကရဲ့ဆရာတစုဖြစ်တဲ့ပြင်ခိုင်းတော်တွေတိတ်ကြောက်ရတဲ့အမေကြီးရဲ့တက်လက်ဝါပညာကိုလည်းလေးစားပါတယ်။ဒါပေမဲ့အခုလုံးတဲ့နာကိုလုံးရတော့မယ်။ပန်းဖြူက လောဝါနှစ်ဖက်အတွင်းတွေကအလင်းဆွဲရင်တွေကိုထုတ်လုပ်ပြီးတော့မယင်းဆိုတဲ့အဖွားကြီးစီကိုပြစ်လို့တိုက်ခိုက်တယ်။အဖွားကြီးကလည်းလဝါနဲ့စီတားထားပြီးတော့အပြစ်လွန်းလာကြောက်အလင်းဆက်တွေကိုဆွဲဖက်လိုက်တယ်။အရိနာအဝေးကိုယူပြစ်လိုက်ပြီးသူ့ရဲ့ဗစက်ထရအခုံးငွေတွေနဲ့ပြန်လဲတိုက်ခိုက်တယ်။ဘန်းဖြူကအခုံးငွေတွေကိုရှောက်တေးဖွားကြီးမယင်းကိုတဇူးဝါအချုပ်လေးနဲ့လှမ်းမိပြစ်လိုက်တော့အဖွားကြီးကအထုမခံမရအောင်တာဝေးနဲ့ရိုက်ထုတ်ကောက်ွယ်လိုက်တယ်။ လဝဲကိုင်းသားအချင်းချင်းဖြစ်လို့တဦးရဲ့ပညာကိုတဦးကရိတ်စားမိနေပြီပန်းဖြူရဲ့ဝချုံထိုးမိမော်ပညာတွေအာနယ်သွားတတ်တာကိုလည်းမယင်ကတင့်နေနေတယ်အဲနောက်မယင်ဆိုတဲ့အဖွားကြီးအချစ်တစ်ချက်ခက်ပြင်းပြင်းစောင့်တင်းလိုက်တဲ့အခါပန်းဖြူရင့်နေတဲ့တောင်ဆောင်ကမြေကြီးကအောက်ွက်ပြီးတော့ပန်းဖြူရဲ့ခြေထောက်တွေလည်းဟန်ကျက်ပြတ်သွားတယ်ဒီအချိန်ကိုအခွင့်ငေါယူပြီးအဖွားကြီးကအဝေးရနေဆွမ်းအားမြင့်တဲ့လဝါနဲ့တစ်ချက်လှမ်းရလိုက်တယ်ပန်းဖြူကပြုတ်ကြလို့နီနီခန္ဓာကိုထိမ့်နေရတဲ့အတွက် ကာဝယ်ချင်းမရလိုက်ဘူးဒီအချိန်ပန်းမှုရှိရာစီကိုမီတာတစ်ခုတို့ပွဲဆိတ်အောင်တဝင်းဝင်းနဲ့လဝါပုံစံနဲ့အရာတစ်ခုပြေးဝင်လာခဲ့တယ်အဲဒီကထိုးမောင်ရောက်လာပြီးတော့ပန်းမှုရဲ့အရှိရနဲ့ခန္ဓာကိုယ်ကိုပြုတ်ကျမသွားအောင်လမောတစ်ဖက်ကနေထိန်းထားပေးလိုက်တယ်ပန်းမှုလည်းသူ့ကိုကဲတင်လိုက်တဲ့ထိုးမောင်ကိုပြန်ကြည့်နေတဲ့အချိန်မယင်စီရလာတဲ့ရချက်ကထိုးမောင်ရဲ့နောက်ကျောစီကိုတဲ့တဲ့ကျရောက်ပြီးမိဘွားတွေဖြတ်မြတ်တောက်လွင်ကျဲထွက်သွားတယ် ။ပြင်းထန်တဲ့ရာအဖြစ်လို့နှစ်ယောက်သားရှူကြီးတစ်ခုအတွင်းထဲကိုလွင့်ကျသွားခဲ့တယ်။ဘန်းပြွာထူးမောင်ကိုစိုးရိမ်ပြီးနောက်ကျောကိုကြည့်ပြီးမဲ့နောက်ကျောမှာရှိနေတဲ့ပထဝီမန်နဲ့အဆန်းကြောင့်ထူးမောင်ကဘလို့မှမခံစားရအောင်။ဘန်းပြူရဲ့လက်ကိုလှုပ်ပြီးထူးမောင်တယောက်တည်းတောင်ပေါ်ကိုပြတ်တက်လာခဲ့တယ်။ဘန်းပြူလိုက်လာတဲ့အခါမှာထူးမောင်ကဝင်မပါဖို့လက်ကပြလိုက်ပြီးနောက်ဖွာကြီးမရင်နဲ့ထိတ်တရင်ဆိုင်มาတော့တယ်။ငါသားနဲ့တမီးကိုတတ်တာမင်းလား။ဟုတ်တယ်။ကြောက်ပဲ။ခမ ्या ဘာလို့မလို့လဲ အတော်တက်တိတ်ကောင်းနေတဲ့ကောင်မင်းတော့ပြောင်းကိုဒုံးနဲ့ထိုးလိုက်မိပြီပဲပြားလူတွေနေတဲ့နေရာမှာလာဆွဲတာဆိုတော့လေဒုံးနဲ့ထိုးရတာပေါ့အခုမင်းနဲ့ညှက်ဦးမှာသူမငါပြောရင်တဲ့တေစောမန်နဲ့အစုံကိုတုံးပြီးအဖွားကြီးကိုမိလာအောင်ပြုတ်လုလိုက်တယ်ဒါမဲ့အဖွားကြီးကရှောင်းတိတ်ပြီးတော့သူ့တိုက်ခွက်ဖြစ်တဲ့တန်လာဝမတိုးတဲ့ထူမောင်ကိုမတိုက်ခတ်ပဲတောင်စားအောက်ကိုဆင်းပြေးသွားခဲ့တယ်။ဒီခါမှာထူမောင်ကနောက်ကလိုက်လဲတိုက်ခတ်ဖို့ပြင်တဲ့အခါ ပန်းဖြူကထူးမောင်ရဲ့လက်ကိုလှမ်းဆက်ပြီးရွာဘက်ကိုလက်ညှိုးထိုးပြလိုက်တဲ့အခါခလောက်ကျောက်ရွာကြီးအတွင်းမီးလောင်နေတာကိုတောင်ပေါ်ကနေလှမ်းမြင်လိုက်ရပါတော့တယ်။ပရိသတ်များရှင်မန်နယ်ထူးမောင်နဲ့တန်လဝါမရင်ဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတင်ရှိတယ်လို့စာရေးဆရာမင်းဟိန်ခန့်ဥဒ္ဒါတိပောက်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင့်။ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲ ကံကောင်းခြင်းပြည့်ရှင်ခြင်းကျမ်းမာခြင်းတွေကိုအစဉ်ထာဝရပန်းဆိုင်နိုင်ကြပါစေရှင်